ကျွန်တော်တို့ရဲ့ရှာနေကိုကျေးချူအပ်နေကြတဲ့ပြိတ္တများအေအေကိုဘာကြောင့်မတိုက်သေးတာလဲအေအေကိုမတိုက်တာမဟုတ်ဘူးအေအေကိုမအေးဝင်းစင်တာပေးပါဖြစ်ပေးလာရဲ့ကျွန်တော်ပြောနေတာအာနားနဲ့အေအေနဲ့ပတ်သက်ပြီးကျွန်တော်ထပ်ပြောမယ်ဟိုတနေ့ကစစ်တွေမှာစစ်တွေနာစကန်တစ်ခုဟိုတဲ့အေအေကရုပ်ချီးဝင်တိုက်သွားတယ်တဲ့တိုက်သွားပြီးတော့စစ်ကားနှစ်စီးကိုမီးရှို့လိုက်နိုင်တယ်တဲ့အဲ့ပေါက်ပြရတယ်နော် BBC ကလည်းလွှင့်လာတယ်အဲ့ပေါက်ပြရတယ်လုံးဝမဟုတ်ဘူးနော်ကျွန်တော်ဘယ်လိုကောင်းမလဲဆိုလို့ရှိရင်ခိုင်မာတဲ့နေ့ရဲ့ပေါ်ဆက်လက်ပြုံစံကြည့်တယ်အဲ့ဒါလုံးဝမဟုတ်ပါဘူးနော် ။ညီမညီမဆုံး agent ဆင်ခြင်းပါဗျ။ agent ပါဗျာနော်။မသိလို့မေးခြင်းပါတဲ့နော်။ပြပညာကိုတဲ့ဘလို့ကောက်ွယ်မဲ့သိခြင်းလဲ။အာပြပနော်နောက်ဆရာကြမ်းမဲ့နောက်တဲ့ပြပညာဘလို့သွားကောက်ွယ်မှာလဲဗျာခါအခုပြည်တွင်းရန်တော်မှာ6လပတ်ရန်ရနေတာ။နော်။ ဒီပါလည်းဘယ်ဒီပါမှမလာဘူးစိတ်ချအခုခေတ်ကြီးမှာဒီလောက်စစ်38တွေလောက်များတယ်ရှင်မဘယ်ဒီပါမှာလဲဟောမျိုးဆိုလို့ရှိရင်မြန်မာပြည်လာအုပ်ချုပ်အလကားပြေအောင်ဘယ်သူမှမပြူခင်ဗျားတို့ဒီပြည်သူနော်ဒီလောက်စီးမရှိ ကမ်းမရှိဘယ်ဟောမျိုးဆိုတော့မစည်းလုံးမင်းနဲ့လေဖြစ်ချင်တိုင်းဖြစ်နေတဲ့နိုင်ငံကိုဘယ်သူမှလည်းမလို့ရှင်ဘယ်ဒီပါမှမလာအောင်အချင်းချင်းပဲချရမှာနော်ဂျာအေးသူမေရိုက်နေတာဘယ်အထိလဲကိုမအောင်လားဂျာအေးသူမေရိုက်တာကိုကြော်လွှားခြင်းကျုပ်တို့တစ်ခုခုလုံးမရမှာ အဲ့ဒီခုခုလုံနိုင်တဲ့အခြေအနေမှာလည်းရှိတယ်။ဒါပေမဲ့လုံချင်တဲ့စိတ်ကလည်းဥမင်းအွန်လိုင်းမှာရှိရမယ်။အဲ့တော့ဥမင်းအွန်လိုင်းမှာကအဲ့လိုလုံချင်တဲ့စိတ်မရှိဘူး။မရှိရတော့ကြောင့်မလို့အဲသူသူပုံစံတိုင်းမသွားဒီပုံစံတိုင်းမသွားမယ်ဟေ့ဆိုလို့ရှိရင် तू နိုင်မထင်သွားပါလေ။အနိုင်အောင်တော့တိုက်ရမယ်။ तू သွားမဲ့ပုံစံကစစ်နိုင်မှရမှာ။စစ်မနိုင်မင်းနဲ့ဒါမျိုးပေါ့ဗျာနော်။ဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင် သူများစီကတောင်းနေရတဲ့ဘဝတော့ဒီတိုင်းသွားလဲနိုင်ငံကဘာမှဖြစ်လို့ရမှာမဟုတ်တော့ဘူးညဒီကမောင်မယားနော်ထိုင်းကမြန်မာစစ်တပ်ကိုတွေးတွေးဆန်းလာနိုင်တာဘယ်သူမှတွေးတွေးမဆန်းနိုင်ဘူးနောက်တစ်ခုရှိတယ်ထိုင်းကမြန်မာကိုတွေးတွေးမဆန်းဘူးထိုင်းက KNU မွေးစားနိုင်တယ်နော် KNU ကိုမွေးစားနိုင်တယ်အဲ့ဒါပဲသူလုပ်လို့ရတယ် KNU ကိုမွေးစားလိုက်ပြီဟိဆိုချင်ဘာမှမလုပ် KNU ကိုငွေကြေးထောက်ပတ်လိုက်တာလည်းနေမယ်အကချင်းပြည်နယ်မှာရှိတဲ့စခန်းတွေအကုန်ပြောင်းတယ်အဲ့ဒါပဲလုပ်လို့ရမယ်ဒါလိုမျိုးလုပ်ပြီးတော့ KNU ကအဲ့ဒီဘက်ချမ်းမှာနေရာရောက်သွားပြီဟေ့ဆိုရှင် KNU ကစီးပွားရေးအားဖြင့်ထိန်းချုပ်ခံရမယ်နော်ကရင်ပြည်နယ်စီးပွားရေးအားဖြင့်ထိုင်းရဲ့ထိန်းချုပ်မှုအောက်ကိုရောက်သွားမယ်ရောက်သွားပြီဆိုတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ထိုင်းနိုင်ငံရဲ့ဘယ်လိုခေါ်မလဲဆိုတော့ကျူးကျော်စရာမလိုပဲနဲ့ကိုကောက်ကောင်တွေလိုလိုလားလားအပ်တဲ့အဆင့်ကိုရောက်သွားနိုင်တယ်ဒီလိုနီးပဲရှိတယ်ကျန်တဲ့နီးတော့မရှိဘူးဥပမာပြ Crimea ကို Russia ကနေပြီးတော့ annexation လုပ်သလိုပေါ့နော်ကိုစောဖိုင်းကိုမကယ်နိုင်တော့ဘူးလို့ဆိုတဲ့ခါကျတော့ကိုစောပုံဟင်းကို အဲကျွန်တော်တို့တော့ကျွန်တော်တို့ကကျွန်တော်တာဝန်အရာကျွန်တော်တို့လုပ်ဆရာရှိတာလုပ်ပြီးသွားပြီပေါ့နော်ခင်ဗျားတို့ကဘယ်လိုမှဆိုတော့စာနာထုတ်ဖို့ပါဆိုလို့ရှိရင်အဲ့ဒီဘောမပေါ့အဘဘောမများလည်းစာနာထုတ်ဖို့ပေါ့နော်စာနာပြတယ်ဟဲ့ဆိုလို့ရှိရင်တက်ထောက်ခံပွဲလောက်ပြီးလို့ရှိရင်တရုတ်ဆန့်ကျင်ပွဲလောက်ပြီးသွားလို့ရှိရင်ပေါ့ဗျာနော်အဲကျန်တဲ့အရေးလောက်တာသူကသိတာကြာနော်မိမိရဲ့ဆန္ဒကိုလည်းဒီလိုမျိုးပေါ့ငိမ့်စုစီနဲ့ထုတ်ဖော်လို့ရတယ်နော် ရင်းနှီးကဆန္ဒထုတ်ဖော်ပြီးပြီးသွားပါတယ်ဆိုတော့ဒီလောက်တော့မှသူတို့ကဟိုဟွန်မဲ့ဆိုလို့ရှိရင်သူတို့ကဒီအုံနောက်တာဒီလိုပဲရိုက်သွင်းခံထားရတဲ့အတွေးခေါ်ပဲရှိတဲ့အတွက်ကြောင့်မလို့တော့ခင်ဗျားတို့လည်းလှုပ်ရဲမှာမဟုတ်ဘူးเนาะအဲဘယ်လိုခေါ်မလဲကျွန်တော်ပြောချင်တာကဗျာငိမ့်စုစီသွားတောင်းရရင်ပြရသူတို့ကရပါတယ်မင်းတို့ဆန္ဒပြလို့ရပါဆိုခင်ဗျားတို့ဘယ်သူမှမဖန်လို့စိတ်ချသူတို့ဘာတရားမှလည်းဆွဲလို့မရဘူးဘယ်ကမှလာဖန်လို့မရဘူးဒါပေမဲ့မရရင်သူတို့ကမရဘူးလို့ပြောရင်မပြနိုင်ပါဗျာဟုတ်တယ်မလားခတ်တယ်ခင်ဗျားတို့အဲ့ဒီညီမကြီးကဘယ်လိုခေါ်မလဲဆိုလို့ရှိရင် အဲတနည်းအားဖြင့်ကြည့်ရတာမြန်မာပြည်ကဒီကျွန်တော်လည်း wave တစ်ခါလေးစိုးတယ်နော်ခင်ဗျားပြည်အဲမြန်မာပြည်ကမြန်မာပြည်အမျိုးသားရေးသမားဆိုတဲ့အမိခံတွေရလဲနော်အမျိုးသားရေးသမားလို့သူတို့သူတို့ပြောတာပဲဒါပေမဲ့အမျိုးသားရေးအမိခံပြီးတော့အဘဘောမလောက်ကိုချောင်းလို့မရဘူးနော်ကိုလုတ်တင်လုတ်ထိုက်ပြောတင်ပြောထိုက်တာမမှန်ကန်ကန်ပြောနေတဲ့အမျိုးသမားအမျိုးသားရေးသမားတွေတွေ့ပါတယ်ဒါပေမဲ့အမျိုးသားရေးတော်တော်များများအမျိုးသားရေးသမားတော်တော်များများလည်းရှိတယ်အဲ့ဒါပါလဲဆိုတော့အမျိုးသားရေးသမားအမိခံပြီးတော့အဘဘောမနေတာနော်အမျိုးသားရေးအမိခံပြီးတော့ အဲဘယ်လိုခေါ်မလဲဆိုတော့အဖအကြိုက်လို့ပြီးနေတာပဲရှိတယ်အမျိုးသားကြီးစစ်စစ်တမားကတော့ရှိတယ်ပြောနေရတယ်တွေ့တယ်နော်လေးစားပါလေဒါပေမဲ့တော်တော်များများကအဲ့ဒီအမျိုးသားကြီးအမိခံထားတာအဖဘောချိန်မှာဘုနဲ့အဖအကြိုက်လို့ပြီးဘူးလားပဲစဉ်းစားတတ်တာအဲ့လိုစဉ်းစားလို့မရဘူးအမျိုးသားကြီးတမားစစ်စစ်ကအမျိုးသားကြီးကြာကြာရက်တည်ရတယ်နော်ရက်တည်ပြောလို့ရှိရင်အဲ့တော့အဲ့ဒီအမျိုးသားကြီးတမားမိကြည့်တာဆန္ဒပြရတဲ့ဟေ့ဆိုရင်သူတို့ကတက်ထောက်ခံပွဲလောက်ပြီးတာနော်အဲ့တော့ဂျင်းဂျင်းဂျင်းစုစီဟာ ခင်ဗျားတို့စိတ်ထဲမှာရှိကြလေးတွေကိုလွတ်လွတ်လပ်လပ်နာယီနဲ့ပေါ့နှစ်နာယီပေါ့ဗျာကျွန်တော်ဒီမှာနှစ်နာယီဆန္ဒပြမယ်ဘယ်သူမှခင်ဗျားတို့လာမထမ်းအောင်ငြိမ်းစုစီပေးပြီးပါပြီသူတို့ကမတုံ့ပြန်ရင်တော့ယူပေးဦးမယ်ပြီးခင်ဗျားတို့ပြန်ဘာမှမဖြစ်ဘူးခင်ဗျားတို့ကတက်ထောက်ခံပွဲတော့တည်တယ်တွေးခေါ်တော့ပဲရှိတဲ့ခါကျကျွန်တော်ဘာမှမတတ်နိုင်နော်မြို့သားထောက်ခံသူတွေဘာလို့စစ်ထဲမှွင့်ကြဇာမရှိတဲ့ဇာမရှိလို့လာတယ်မဟုတ်ဘူးစစ်တပ်ကိုထောက်ခံတာကျွန်တော်ပြောပြောပြောစီရဲပတ်သက်ပြီးလို့ရှိရင်ဘာပဲဖြစ်ဖြစ်သုံးစီးသုံးစီးရှိတယ်ထောက်ခံသူပံ့ပိုးသူ အပြီးတော့လို့ရှိရင်ဆောင်ရွက်သူတဲ့အဲ့တော့အမျိုးသားကြီးသမားတွေဆိုတာထောက်ခံသူအဆင့်မှာရှိတယ်ထောက်ခံသူကထောက်ခံသူလောက်ကိုလောက်တာဒါတမနာပဲဒါပြိသက်နော်အဲ့တော့ကြောင့်ခင်ဗျားတို့ကိုယ်တိုင်ချက်ပြည့်ဖို့လိုတယ်ဆန္ဒပြအကြောင်းသိမ့်မပြောနဲ့တဲ့ပေါ့ပေါ့ကူတော့ဗါတယ်လေလာပြောဦးမယ်အာအဲ့ပေါ်လေးဒါတော့တို့လည်းတို့ရဲ့အမြင်အရပြောတာပေါ့နော်ဒါကျွန်တော်မပြောလို့ပါဘူးရှိပါသေးတယ်မြန်မာနိုင်ငံကြီးဟိုတဲ့ဝင်းမပါရဘူးတဲ့အမှန်သာပြောရင်ဖမ်းတယ်တဲ့ ဇဝဟိကသူ့ကိုဖမ်းတဲ့သူကဖယဲသီးလို့ပြောခုတယ်။သူ့ကိုဖမ်းတဲ့သူကဖယဲသီးတော့ပေါ့ဦးပြတယ်လား။သူ့ကိုကြည့်မရတဲ့ထဲမှာတုံတောင်ကောင်ကြည့်မရတာမဟုတ်တော့ဘူးသား။တကယ်အကောင်ကြီးကြီးကကြည့်မရလို့သူတို့ခံရတာ။နော်။ကောင်ကြီးနဲ့ခင်ဗျားလည်းမြန်မာပြည်ဘာစစ်စစ်ပဲတဲ့။စစ်အုပ်စုအကြောင်းသိမှာပဲလေ။မသိတယ်သိတယ်နော်။စစ်တပ်ကကျွန်တော်ပြောပြမူဝါဒတွေအကုန်ကောင်းတယ်။အဲလူတွေကောင်းလာဖို့တကကျွန်တော်တို့ကသူတို့ပြောသူဘောဗျာနော်။ ပူးတတ်တာမဟုတ်ပူးပြင်ရမှာစစ်တပ်ကိုကျွန်တော်ထောက်ခံတယ်စစ်တပ်ကြာရှုံးလို့မရဘူးဒါပေမဲ့စစ်တပ်ထဲမှာအဲ့ဒီဟိုဘလော့မဲဆိုတော့ဦးကြောင်ကြားအဘတွေနဲ့အဲ့ဒီအဘဘောတွေထိုင်မှနေဆိုတဲ့အဘဘောမှတခါပြောလိုက်မယ်နော်ခင်ဗျားတို့မတဲ့ဘောတွေဟာအဘဘောမှစစ်တပ်ဘောကတရွယ်တစားလေးပဲရှိတယ်နော်လေးလဲဒီလောက်ပဲပေါ့လဲဒီလောက်ပဲဒါပေမဲ့ ခင်ဗျားတို့ကအဘဘောမရင်တော့ဒီအဘကဒီလောက်ပဲလေးရင်နောက်တစ်ပါးနောက်အဘကဒီထက်ပိုလေးတယ်အဒီထက်ပိုလေးတဲ့ဘောကခင်ဗျားတို့ကိုဒုက္ခပေးတတ်တယ်နော်အဲ့တော့ကိုကံလေးနဲ့ချိန်နေကြုံတတ်တယ်သတိထားဟုတ်လားအဲ့တော့စစ်ဘောမနဲ့စစ်ဘောမနဲ့အဘဘောမကွဲကွဲပြားပြားတီးဖို့လိုတယ်အဘဘောမအတွက်ကတော့ဘောဆိုင်ကြီးပါလေကျိုးကဒီအကွက်လောက်ဒီအခက်လောက်ရှိတယ်ကျိုးကဒီအခက်ကြီးလောက်ရှိတယ်ကျိုးကဒီအခက်ကြီးလောက်ရှိတယ်နော်အဲ့တော့ဒီအခက်ကြီးကိုဖုံးလဲသူ့အနေနဲ့သူ့မှာလဲမရှိဘူးတော့မရှိဘူးပြသူ့နောက်မှာလဲ အဲသူ့ကိုထောက်ခံပြီးတဲ့သူမားတဲ့ဘောတော့ရှိတာပဲဒါပေမဲ့အဲ့ဘောကအခုအခုသူ့ကိုဖမ်းတဲ့ဘောကအဲ့ဘောတဲ့ကြီးနေလို့နော်အဲ့ဘောတဲ့ကြီးနေလို့တော့ကျွန်တော်တို့ကကြာကြုံးတုံးသက်ချက်ပါဒါကျွန်တော်အထင်မြင်ချက်ပါဗျာနော်အဲ့တော့ကြောင့်မလို့အဘဘောမနဲ့စစ်ဘောမမတူဘူးစစ်ဘောမတရွေတစားပဲရှိတယ်ဒီထက်ဒီအလေးချိန်ကိုခင်ဗျားခံနိုင်ရပြီနော်ဒီအလေးချိန်ဆိုတာကျွန်တော်ဘယ်လိုဆိုတော့တိုက်ခိုက်နိုင်တယ်ထိုးနှက်နိုင်တယ်ဆဲဆူနိုင်တယ်ဟုတ်လားပူသက်ပြောခံရနိုင်တယ်တလန်ခေါ်ခံရနိုင်တယ်နော်သူ့လိုကိုယ်ပတ်သားပြောခံရနိုင်တယ်ဒါက ဟိုစစ်ဘောမတယောက်တည်းကဒီလောက်အလေးချိန်ပဲရှိတာအေးခင်ဗျားတို့အဘဘောမတကတော့စိုက်မတူဘူးเนาะအာပြောတာပြီသားဟိုကိုဖုံးကိုဖုံးကတော့ပွင့်လင်းပြောရရင်သူ့ရဲ့တာမန်နာသူနဲ့သူ့နောက်မှာရှိတဲ့ဘောမဆိုတော့ယာတူးကသူ့ကိုဖမ်းတဲ့ယာတူးကပိုကြီးနေပဲဖြစ်လိမ့်မယ်အာခင်ဗျားအဘဘောမဆိုတဲ့သတိထားဖို့လိုတယ်เนาะတော်လိုင်းကြီးလောက်နေတာလဲတဲ့စစ်တပ်ကိုတိုက်နေတာမဟုတ်ဘူးဗျာအထောက်အောက်တန်းသားတွေကိုတိုက်နေတာဗျဒါမဲ့ဗျာဟိုဘယ်လိုခေါ်မလဲဆိုတော့ စစ်တပ်မှာခင်ဗျားတို့က1 for all လေဗျာ all for one လေအဲ့တော့ခင်ဗျားတို့ကဒီအကြမ်းဖက်နေတဲ့တိုက်လို့ရှိရင်တော့မရဘူးလေဗျာနော်မူကိုပြင်နေလို့ရှိရင်မူတည်းကပြင်ရတယ်ဟုတ်ပြီလားနိုင်ငံရေးစနစ်ကိုပြင်စနစ်ထဲကပြင်ရတယ်ခင်ဗျားတို့ကဟိုကောင်ဆိုတော့စစ်တပ်ကိုတိုက်ပါလေဆိုတဲ့ခါကျတော့စစ်တပ်ထက်ခင်ဗျားတို့စိုးပေးရတယ်ဘာကြောင့်ဆိုတော့ဗျာနော်ချန်ပီယံကို champion နဲ့စိတ်ခေါ်ထိုးဖို့ဆိုလို့ရှိရင်အဲ့ဒီ champion တက်ခင်ဗျားဟာလက်ဆောင်ထပ်မှထိုးရရတာဟိုစစ်တပ်ကြီးကမကောင်းကြမ်းပါလေဆိုစစ်တပ်တက်ခင်ဗျားတို့ကပို့ပြီးရုံမာမာတာခင်ဗျားတို့စစ်တပ်ကိုနိုင်မှာ ဲ့တော့လက်နက်ကင်လန်းစင်နဲ့တိုက်တဲ့ခါကျအခု PDF တွေဘာတွေဖြစ်ကုန်ပြီလဲတလောင်းသားဖြစ်တဲ့သူနဲ့ဓမြဖြစ်တဲ့သူနဲ့မရင်းဖြစ်တဲ့သူနဲ့ဟာပြီးရင်ဘယ်လိုမှဆိုတော့ဟိုတကယ်လူသက်လူသက်သွေးစာနေသူတွေဖြစ်ကုန်ပြီဘာကြောင့်လဲဟုတ်တယ်လေဒါဘယ်လိုမှဆိုတော့ဆိုတော့ကျွန်တော်ပြောသူ champion နိုင်ဖို့က champion တက်ကိုကဘလောက်အစားရှိမှာအဲ့တော့စစ်တပ်ကခင်ဗျားကိုစိုးပါလို့ဆိုစစ်တပ်တက်ခင်ဗျားကိုဆဲစားစိုးမှာစစ်တပ်ကိုနိုင်မှာအဲ့တော့အဲ့လိုအနည်းနဲ့တိုက်လို့မရဘူးတိုက်မယ်ဟေ့ဆိုလို့ရှိရင်အဲစစ်တပ်ကိုမှန်ရမှန်ကြောင်းကိုလမ်းပြနိုင်ရမယ်နော်အဲ့တော့ ကိုကလည်းနိုင်ငံရေးအဖြစ်ကြက်ပြရမယ်အဲ့လိုဆိုရှင်တော့ကျွန်တော်နိုင်ငံကသွေးထက်တန်ရုံမရှိဘဲနဲ့စစ်ဆန်ညီနိုင်မှုနဲ့ပြီးသွားမယ်နော်ဟုတ်ပြီအဲ့တော့ကိုမောင်းနဲ့ကိုမောင်းရဲ့ကျွန်တော်တို့60တဲ့နော်ဟာမြင့်မဘက်မှာပေါ်တာတွေဆွဲနေပြီတဲ့ပေါ်တာဆွဲတဲ့ကိစ္စကိုလည်းကိုမောင်အမြင်လေးပြောပြပေးပါအောင်ဟာခင်ဗျားတို့ကျွန်တော်ဟိုကျွန်တော်တိုက်ပြီးလိုက်ပြီတဲပြီးလိုက်ပြီ ဒီလောက်ထိဗျာကျွန်တော်တို့လည်း on နေတယ်ကိုဖုန်းတို့လည်း on နေတယ်เนาะ channel လည်း on နေခင်ဗျားတို့ပြည်သူကလည်းသိနေဒီအထက်ကယာတို့ကြီးကြီးတွေမင်းမသိပဲနေမလားဗျာเนาะအဲ့ဒီ border ဆွဲနေတာရောဒီဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အဲ့ဒီအဘယ်လိုခေါ်ကြာကျွန်တော်တုံးသက်ချက်ပါเนาะအဲ့ဒီဘယ်လိုခေါ်မလဲပတ်စံဘလောက်ပေးရလဲဆိုတော့ထွေအုပ်တွေဘလို့စားလဲဆိုတော့ပေါက်ဈေးဘလောက်ကအစသူတို့သိတယ်သူပဲကျွန်တော်ကတုံးသက်တယ်เนาะပေါက်ဈေးဘလောက်ကအစဦးမင်းအောင်လည်းသိတယ်ဒါမျိုးကိစ္စတွေကြတော့ သူတို့ကိုယ်တိုင်ဘာကြောင့်မို့နှာစည်းနေဆိုတော့ကျွန်တော်မသိဘူးဗျာနော်ဒါဒီကြားမှာတစ်ခုဖြစ်သွားတော့အခုအုတ်ကြီးနေနော်ထွေအုတ်တွေပြခန့်ခံနေရတည်နေကျင်နေကြတယ်အဲခင်ဗျားတို့ကတော့ခင်ဗျားတို့ကတော့အဲဘာနဲ့လာတဲ့တူလဲဆိုတော့လူမိုက်ငါဟခံရတော့ဗျာနော်ပေါ့သေးသေးညာသူတို့ဒီခင်ဗျားတို့ပုံဖျောက်တဲ့ပုံတည်တယ်နော်အုတ်ကြီးတရားရဲ့ဝင်ငွေရဆိုတာသူတို့ကောင်းသေးတယ် ဟုတ်ကြီးတရားဝင်ငွေဆိုတာတို့သိတယ်မသိပဲမနေဘူးเนาะကျွန်တော်တို့ဒီလောက်ထိအော်နေပြီဆိုလို့ရှိရင်တို့ဘာဘုံမကြီးသိဘာဘုံမကြီးသိပြီဆိုရင်တို့သိပြီเนาะတို့စီသတင်းကုန်ရောက်တယ်ကမောင်းနဲ့ညောင်တုံးမြို့သစင်ရေကျော်ရွာမှာတဲ့စစ်မှုထမ်းအတွက်ဆိုပြီးတော့တယောက်ကိုတလနှစ်သိန်းတောင်းနေတယ်ဗျာပြောပြပါအောင်နဲ့အာတေချာတော့အဲ့ဒါလည်းသူမသိဘူးရှိသူသိတယ်ဗျာသိတယ်သိတယ်သိတယ်เนาะတိတိကြီးနဲ့ကိုတချို့ အုပ်ကြီးတွေဆိုရင်နော်တချို့အုပ်ကြီးတွေရက်ကွက်လူကြီးတွေဆိုရင်အဲကြိုက်တဲ့နေရာသွားတိုင်ကွာလေမိုက်လို့လောက်တာမိုက်လို့တောင်းတာကွာလေနော်အဲ့လောက်ထိကိုစိန်ခေါ်တာတာရှိတယ်နော်အဲ့နာမည်တွေပါကျွန်တော်ပြောပါမှာသာစစ်သားမရမှာစိုးလို့อืมအဲ့တော့သူတို့မသိဘူးရှင်ပွင့်နေပြောရွားရေနော်ဒီလောက်ဟောလင်းကြော်ပြောဖြစ်နေကိစ္စသူတို့ကကျွန်တော်တက်စေသားတည်တယ်လူနာကျွန်တော်ကနားနှစ်ဖက်ပဲရှိတယ်သူကမင်းနားတရားလားမင်းနားတထောင်လားအဲ့လိုရှိတယ်နော်တိန်၄000ထက် ပေါက်ဈေးက320အေးအဲ့ဒါပဲအဲ့ဒါကိုကလေကျောင်းမြန်မာပြည်မှာကျွန်တော်ပြောရွေးမလားစစ်မှုတန်းကိစ္စကအလက်ရောက်သွားအလက်ရောက်တယ်ဆိုတာနှစ်ပြည့်ရင်ထွက်အဲ့လိုမျိုးတိတိတန်းတန်းမလုပ်ပေးပဲနဲ့နော်အခုအလက်ရောက်တဲ့သူကလည်းစစ်မှုတန်းဝယ်တယ်ပတ်စံရှိတဲ့သူကကျောင်းနောက်ဆုံးပိတ်တော့မြန်မာပြည်မှာခံရတာကအခြေခံငမွေပဲနောက်ဆုံးပိတ်တော့လက်စင်းခံရတာအဲ့တော့ငမွေတွေအနေနဲ့ကလည်းတခြားရွေးချယ်စရာမရှိဘူး စစ်ထုတ်တော့ဆိုဒီလူတွေပဲဝင်ရတာဒီလူတွေကပဲခါးစည်းခံရတာပတ်စံရှေ့အတိုင်းဝိုင်းเนาะအဲဘယ်တော့မှဆိုလို့ရှိရင်တို့တို့ရဲ့နေဆက်အတိုင်းဝိုင်းနေအားလုံးအားလုံးဒီစစ်မှုထမ်းကိစ္စအကုန်လွတ်တယ်မပူနဲ့เนาะနိုင်ငံသားတွေရောက်ကုန်ပြီစစ်မှုထမ်းရမယ်ဆိုတဲ့သတင်းကြားကြရတာနိုင်ငံသားရောက်တဲ့သူနဲ့เนาะလစ်သွားတဲ့သူနဲ့အကုန်လုံးနိုင်ငံသားမှာတပြုံကြီးပဲကျွန်တော်စင်ကာပူရောက်တာခလုံးမတိုင်တိုက်လိုက်တာမြန်မာပြည်သားတွေပဲကျွန်တော်ဖင်လန်နိုင်ငံမှာလဲမြန်မာပြည်သားတွေပြုံနေရပဲเนาะဘယ်ဘက်သွားလို့မြန်မာပြည်သားကြီးပဲစစ်မှုထမ်းကိစ္စအကုန်လစ်ကုန်ပြီပေါ့ဗျာသိရမလားအကြောင်းရှိမရှိအကြောင်းရှာအမျိုးမျိုးရှာပြီးလစ်ကုန်ပြီ ။အဲ့ဘာမို့ဒေါ်လာဈေးတက်တော့ဒေါ်လာဈေးတက်တဲ့ခါကျတော့တို့ကဘယ်လိုခေါ်မလဲ။ဥမင်း online ဘာပြောလဲဆိုတော့ကျွန်တော်ကဒေါ်လာဈေးကိုတဲ့ကျွန်တော်ကကြောက်အောင်လုပ်ပေးထားတာဗျာ။မြန်မာနိုင်ငံတွေကဒီလိုနိုင်ငံကြီးတွေထွက်နေတယ်ဗျာ။အဲ့လိုထွက်တဲ့ခါကျဒေါ်လာကဝင်လို့အားတွေများတဲ့ခါကျကျွန်တော်ဒေါ်လာဈေးကတော့ထိန်းလို့များတယ်။အဲ့တော့သူဒေါ်လာဈေးသူ့နာမည်ကောင်းမှုအတွက်ကဘုတော့ကားတွေရဲ့ဒီဘယ်လိုခေါ်မလဲဆိုတော့စီဝဲရအောင်မြန်မာနိုင်ငံစီတွေတွင်တင်သွင်းရများတဲ့ခါကျအဲစီမှာသွားပြီးတော့ပြဿနာသွားရှာရင်ခင်ဗျားတို့ဒီဝက်တော့ကားတွေပိုင်းဖြစ်ကုန်တာเนาะအဲ့တော့အမှန်တကယ်ကသူ့ရဲ့ဒီ စမူဒာဥပဒေကြောင့်နိုင်ငံညာထွက်တယ်ထွက်တော့ဒေါ်လာတွေလိုတယ်ဒေါ်လာတွေလိုတယ်နိုင်ငံညာမသွားနေတော့ဒေါ်လာတွေလိုတယ်အိမ်တွေရောင်းတဲ့ဒေါ်လာတွေဝယ်တယ်လစ်ကုန်တာဒေါ်လာဒေါ်လာဝယ်လို့အားတအားများလာတော့ဟိုများတဲ့ခါကျတော့အဲ့တော့သူတကယ်ထိရမှာကနော်ဝိတောက်ကောက်ထိနေတာထိနေတာပေါ့ဗျာနော်သူတကယ်ထိရမှာဒီစမူဒန်ကိစ္စမှာလမ်းမှန်စခန်းမှန်နဲ့ဟလာစစ်တဲကိုနှစ်နှစ်ဝင်ပြွားရင်အဲ့နှစ်နှစ်ပြီးလို့ရှိရင်ပြန်ထွက်ခိုင်းနောက်တစ်ခွက်ဝင်ရောင်မခွဲချနဲ့ဝင်ရောင်ဝင်ဘယ်ကောင်းမှဒီနိုင်ငံညာပြေးမထွက်နဲ့နော်ဟိုဘယ်လိုမှမဆိုလို့ရှိရင်တာဝန်မကျေလို့ရှိရင် ဲ့လိုမျိုးစနစ်တကျကင်မယ်ဟဲ့ဆိုလို့ရှိရင်နော်ဒီဒေါ်လာဈေးကအဲ့မှာဒေါ်လာယူပေါက်ကပေါက်လျော့သွားမယ်နော်အဲ့တော့အဲ့တော့ဒီစစ်မှုန်တန်းကိစ္စက तू မသိပဲမရှိဘူးသိတာပေါ့ခင်ဗျားတို့ကလည်းနိုင်ငံရေးတစ်ခုကိုလုပ်တယ်ဆိုတာမျိုးဟာဒေါ်လာယူပေါက်ဘယ်မှာရှိရ तू အဲ့ယူပေါက်ကဘာကြောင့်ဖြစ်လာလဲဘယ်ပေါက်ကြောင့်ဘယ်ကိစ္စကြောင့်ဒီနိုင်ငံတော်နိုင်ငံရောက်ဒီလူထွက်ပြေးနေတာသူသိတယ်နော်မသိပဲမရှိဘူးငါဇွဲကြောက်ရဆိုတော့ဟုတ်လားအဲ့ဆုံဆုံဆုံစမ်းပါမယ်နော်ချမ်းသာတယ်လွတ်တယ်နော်အသေးချတာပေါ့အဲ့တော့ ဒီနိုင်ငံအနေနဲ့ကတော့ထွက်ပေါက်ရှာမရမှာထွက်ပေါက်မရှာဘူးဆိုလို့ရှိရင်တော့ဒီတိုင်းမဲ့သွားနေမှာဖြစ်ဒီစစ်ပွဲကလည်းတစ်သက်လုံးပြီးမှာမဟုတ်စစ်ပွဲကပိုကျန်းလာဖို့ပဲရှိတယ်စစ်ပွဲပိုကျန်းလာတော့ဒီပရဟောမဆိုလို့ရှိရင်စစ်သားကနှစ်ဖက်စလုံးကလို့တယ် TNL လည်းဆွဲနေရပဲ AA လည်းဆွဲနေရပဲ AA ဆိုလို့ရှိရင်သူ့ပြည်နယ်တွေကလူတွေမြောက်ကိုရီးယားကိုလုပ်လိုက်ပြီဘယ်သူမှပြင်ထွက်လို့မရတော့ဘူးเนาะအထွတ်ထွတ် TNL လည်းဒီလိုပဲเนาะ RCS လည်းဒီလိုပဲသူ့ထဲမှာသူ့နယ်မြေထဲမှာလဲနေပြီးရောင်းလို့မရဘူး သူတို့စစ်ထဲဝင်ဝင်ရမယ်အဲ့တော့ NASA ကလည်းလုံမှာပဲเนาะအဲ့လုံတဲ့အခါမှာတော့လူငယ်တွေအနေနဲ့ကစစ်ထဲဝင်ဝင်မဝင်ပြေးအဲ့တော့ဒီတန်ရာကကျွန်တော်အများကြီး fire အောင်မယ်ပတရုတ်ကလည်းလာမရှင်းနဲ့တရုတ်ကတိုင်းတာတစ်ခုတည်းဝါလောက်ပဲသူနှိမ်နှင်းလို့ရမှာเนาะဝါနဲ့ MND ဆိုတော့သူလားကတ်နေလို့ TNL ကိုသူ့အနေနဲ့ဖိအားပေးလို့ရာကောင်းရနိုင်နေမယ်เนาะ TNL ကလည်းနာခံမှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ TNL ကနာမနာခံနေတဲ့အတွက်ကြောင့်မလို့ခင်ဗျားတို့ငပိလက်ခုတ်ဆောင်ချူလာကြွားကြီး အာနေတော်နိုင်နေပူပေါင်းမှာသူတို့ကျင်တာမရတဲ့ကြောင့်မို့နော်ငောက်ခမ်းငပိနေရလဲနည်းနည်းလေးအမိနဲ့နဲ့နဲ့လိုက်သွားတာဒီမှာမုတ်ကလေးတော့တော်လန်ရေးတော်လန်ရေးဆိုတဲ့အခါကျတော့ခင်ဗျားတို့အာခင်ဗျားတို့သွားပြီခင်ဗျားတို့တော်နိုင်ရေးသမားတွေကလည်းခတ်တယ်သလားသူညပေါ်လိုက်မှတာပဲနော်ဟိုဘယ်မှာမဆိုတော့တော်တော်ဆိုးပါလေအဲ့တော့ကြောင့်မို့လို့ဒီနိုင်ငံရေးကထွက်ပေါက်လို့တယ်ဒီထွက်ပေါက်ကိုလုပ်တဲ့အခါမှာဒီ Ume Online ဒါမျိုးခေါင်းမာနေမှာဆိုတော့မဖြစ်သေးဘူးနော်မဖြစ်သေးဘူး တော့ကျွန်တော်နိုင်ငံအနေနဲ့အဆုံးဖြတ်ချက်တစ်ခုကိုချဖို့အချိန်ရောက်တယ်အဲ့လိုမှမချဘူးရေဦးမဲအွန်လိုင်းဒီလိုပဲကောင်းမှနေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ခင်ဗျားတို့ဒီတိုင်းပဲဆက်သွားနေမှာပဲဖြစ်တယ်တော်လိုင်းရေးတွေဆက်လက်ကျန်းလာမယ်ခင်ဗျားတို့ဒီ PDF နဲ့ဒီ Energy အုပ်စုကလည်းတွေ့သမျှဘောတွေကိုမှပြီးတော့နိုင်ငံကိုချမှာပဲဟုတ်လားဟုတ်လားမလို့ခင်ဗျားမလို့ပဲလုံးမှာမနော်ဟုတ်တယ်မလားนี่ตัวนี้แหละอุเมออนไลน์ก็เลยตู้สิทธิ์แต่ไม่จ่ายเนี่ยสิทธิ์ตาฤสุมาแล้วสมิงลีบาปาลาနိုင်တယ် တော့စုမှာပဲခမားလူလဲဆွဲသူလဲဆွဲဟလာခြားခြားခြားတဲ့အခါမှာနောက်ဆုံးပိတ်တော့ဒီနိုင်ငံတန်တန်ရတော့အော်သူကလည်းမပြတ်သားဘူးမပြတ်သားဘူးဆိုတာလည်းသူကလည်းပြတ်သားပြတ်သားမလို့ပြတ်သားလိုက်လို့ရှိရင်သူနိုင်သွားမှာဆိုသူနိုင်သွားလို့ရှိရင်မလွယ်ဘူးလေနော်သူလည်းမနိုင်ကြဘူး